Sky Daily ကြည့်ရှုသူမိဘပြည်သူများရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့ထိတ်နှပင်ကြေးရွာရှိမိလာသာစီ အာစီ၃တက်အဆောင်တိန်တော်ဆောင်လုပ်လူရန်ချင်းရေစက်ချမင်လာခန်းနာကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးထန်တပင်မြို့နယ်ထိတ်နှပင်ကြေးရွာရှိမင်္ဂလာသာစီအာစီ၃တက်အဆောင်တိန်တော်တေဆောင်လုပ်လူရန်ချင်းအခမ်းအနားကို ဒီကနေ့မေလ10ရက်နနက်9:00နာရီကရေဆက်သုံးချအများပြေးဝေခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်ရှိဦးစွာမင်္ဂလာသာစီကြောင်းတိုက်အတွင်းရှိတန်ဃာတော်အရှင်သူမြတ်များအားအာယုံဆုံးဆက်ကလူရန်ခဲ့ပြီးတဲ့နောက်အာစီသုံးတက်ဆောင်တိန်တော်တစ်ဆောက်လုပ်လူရန်ချင်းအကျိုးကျေးဇူးနှင့်ဆက်လင်းပြီးဆရာတော်အရှင်ပညာဗလာက ဩဝါဒစကားမင်ကြတော်မူခဲ့ကအဆိုပါတိန်တော်အစ်ကိုမင်္ဂလိတိုင်းဒေသကြီးမှ အလူဒရကဒရကမများကပထမအကြိမ်စောက်လုတ်လူရန်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရှေးဦးစွာကြောက်ရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များ အပရိသတ်အပေါင်းတို့ကနမောတသ၃ချိန်ယူဆိုစုတောင်းကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးဆရာတော်ဖရာထံမှာသီလခံယူဆောက်တည်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ဆရာတော်အရှင်သူမြတ်များမှာပရိတ်တရားတော်များယူပွားခြင်းမြင့်ပြီးတော်မူခဲ့ပြီးဆရာတော်တန်ဃာတော်များအားအလူငွေများဆက်ကက်လူဒန်းခဲ့ကြပါတယ်ကျမ်းပါစေခொနည်းတတ်မိများတွေ ပြန်ခပိန်တင်းငင်းကြပါစေစိတ်ပဝင်နှလုံးတဆက်သေးမှာပဲဆရာတော်ဘုရားမှာအနုမောနာတရားဟောကြားကလူဒန်းမှုအစူစူတို့အတွက်ရေဆက်သွန်းချအများပေးဝေပြီအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်ထူသုံးချိန်ယူဆိုဆူတောင်းကရွှေမိုးဝင်မှုများရွာသွန်းဖြိုးပြီးအောင်မြင်စွာယူသိမ်းခဲ့ပါရယ် မင်္ဂလာသာစီတောင်းတိုက်အပ်တွင်သာသနာရေးနှင့်ကုသိုလ်ရေးရှေ့လုံငန်းစဉ်များတွင် ထိတ်နှပင်ကြေးရသူကြေးရသားများအပြင် အနေနဲ့အရရမှာကုသိုလ်ပြုပါဝင်နိုင်ရေးကိုလည်းဆရာတော်အရှင်ပညာဗလာက ဖိတ်ကြားတော်မူခဲ့တယ်လို့သိရပါတယ်။ဖျားမစိန်ကျောင်းမတိန်ဆိုသလိုတိန်ကျောင်းဆောက်လုပ်လူရန်ရခြင်းကြောင့်လူပြည်နဲ့ပြည်တို့၌ဖြစ်ရခြင်းစိတ်ဖြင့်တောင်းတယုံဖြင့်အဆောက်အဦရရှိခြင်း ထိန်လန့်ခြင်းမှကင်းဝေးခြင်းအစိတ်အတောင်းနှင့်မကောင်းမိစ္ဆာတို့မနှောက်ယှက်နိုင်ခြင်းအိမ်မက်ကောင်းများကိုသာမြင်မတ်ရခြင်း စိတ်ထားတည်ကြည်ခြင်းအရဟတဖိုလ်ပေါင်းယဟန္တာဖြစ်ရခြင်းဟုသော အကျိုးထူး9မျိုးကိုရရှိနိုင်မှာပင်ဖြစ်ပါသည် အခမ်းအနားတော့ဦးဇင်းတို့တနေပင်ကြေးရွာမှာရှိတဲ့မင်္ဂလာသာစီအာစီသုံးတဲ့အကြောင်းတော်ကြီးအပေါ်တက်မှာပေါ့လေအမင်္ဂလာသာစီမာတင်တော်ကြီးဆိုတဲ့အဲတင်တော်ကြီးကိုဆောက်လို့လူတန်းကြတဲ့အလူရှင်တွေကတော့မန္လီရွှေမြို့တော်မှာဖြစ်ပါတယ်အဲ့ဒီမန္လီရွှေမြို့တော်မှာဆိုရင်ဦးဇင်းရဲ့ဗရမဦးဇုံဖြစ်တဲ့ရဟန်းတခါတကမရိယာလာလာပြီးတော့ဆောက်လို့လူတန်းပြီးတော့ရေတဲ့သွန်ချအမြတမ်းပေးဝေရဲ့အခမ်းအနားဖြစ်ပါတယ်ဒီမှာအမွေတွေကတော့ဦးဇင်းတို့ အန္တရာရှင်သူမြတ်တွေကတော့ဆုံကုန်ဟင်းအကုန်အပြည့်စုံပေါ့လေအဲဒီမှာဖိတ်ထားတဲ့လူအပရိသတ်တွေကတော့ဦးဇင်းတို့ဒီငွေ6000နဲ့ငပိချက်လို့ခေါ်တယ်ပေါ့လေအဲဒီစနေစနေမျိုးဟင်းဂျူလို့လဲ ဒီဘက်မှာတော့ခေါ်သွင်းသွင်းဆွဲကြတာပေါ့အဲ့ဒီစနေမြင့်ဟင်းကျုံနဲ့အတုံးမြုံနဲ့ငံပြိုင်နဲ့ပြုံးမွေးအကန့်သွားတာဖြစ်ပါတယ်ဒီမှာအဲဦးသိန်းဒီမှာဒရင်သောင်းတာတော့2020ခုနှစ်က2017လပိုင်းကစပြီးမှဒီကြောင်းကိုဒရင်သောင်းတာဖြစ်ပါတယ်ဒီမှာအဲဒီကြောင်းဆက်လက်မုံမြန်ဖို့ဆိုတော့ဦးသိန်းတို့တွေကတော့ရဲ့ရွာတကာမှာဆူပေါင်းပြီးတော့ရှင်းမာသာသနာရေးကုစုရေးတွေဒီရက်မှာကလွတ်ဆောင်နိုင်အောင်ပေါ့နော်ဦးသိန်းတို့ဒီတကာမှာနဲ့တိုင်မင်းနှိမ့်တော့ပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်ဒီမှာ အဲ့လိုဒါရမရရတော့ဦးဇင်းတို့ဒီပေါ်နောက်နောက်ဒီမှာသူကျင်တန်းနေတဲ့ဘာဆိုရင်ပေါ့လေအကြောင်းပါလေလိုအပ်ချက်တည်းရှိရနေကိုကတော့လာကြည့်ပြီးတော့ဒါရောလူတန်းလို့လည်းရပါတယ်ဒီမှာရန်ကုန်တန်းဒေသကြီးမော်ဘီခရိုင်ထက်လက်ပင်မြို့နယ်ထင်းနေပင်ကြီးရွာအုပ်စုထင်းနေပင်ကြီးရွာမင်္ဂလာသာစီဘုန်းတော်ကြီးအကြောင်းဖြစ်ပါတယ်